မင်္ဂလာပါခမရဆရာငယ်ပါခမရဆရာရဲ့မိတ်ဆွေတွေဆရာကဒီတစ်ခါတော့2025ခုနှစ်17လပိုင်းအတွက်တောက်ကြတော်မူမိတ်ဆွေတွေအတွက်တလှသာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစရမ်းမှုဆရာကပြောပြပေးမှာဖြစ်ပါတယ်ဥစ္စာပထမတောက်ကြတော်မူမိတ်ဆွေတွေအားလုံးဘေးပြာမှန်မြောက်ဝေးကွာကြပါစေကြောင်းကျွန်တော်ကဒီကနေမြတ်တာဖို့ဆုတောင်းလိုက်ပါတယ်ဆရာတို့အချိန်လေးတွေ့ရွေ့နေပြောင်းလာတာ ဟောဘာလို့လုံးလဲအခုဆိုရင်တော့2025ရဲ့နိုဝင်ဘာလတနည်းအားဖြင့်17လပိုင်းကိုရောက်ရှိလာပြီဖြစ်တယ်အဲ့တော့ဆရာမိတ်ဆွေတောက်ကြသားသမီးတွေဒီ2025ခုနှစ်ဟာဇာတ်ဇန်နဝါရီကစလို့ဒီဆယ်လပိုင်းဒီအောက်တိုဘာလဒီမှာမိတ်ဆွေတို့အနေနဲ့ဒီ17လပိုင်းနဲ့17လပိုင်းကိုထားလိုက်တော့မိတ်ဆွေတို့ဆယ်လပိုင်းတွေမှာမိတ်ဆွေတို့2025ခုနှစ်ဟာမိတ်ဆွေတို့အတွက်ကံကောင်းတဲ့နှစ်များဖြစ်ခဲ့သလား သူမဟုတ်ဘာတွေများမိတ်ဆွေတို့ကံညံ့တဲ့နှစ်များဖြစ်ခဲ့သလားသူမဟုတ်ဆရာကြီးတာမန်အတိုင်းမှာပဲများဖြစ်ခဲ့သလားဆိုတာဆရာကိုသုံးသပ်ပြီးပါဦးဒါပြင်ဆရာမိတ်ဆွေတွေအနေနဲ့အဲဟိုကျွန်းချက်အနေနဲ့ဆရာရဲ့ဟောစရံနေကိုရောနားထောင်ဖြစ်ရလားထို့အတူပဲမိတ်ဆွေတို့အနေနဲ့ဟောစရံနေမှာရောအဲမိတ်ဆွေတို့အစဉ်ပြေရလားတိုက်ဆိုင်ရလားဆိုတာလည်းဆရာကိုကောမန်လေးတွေမှန်ပြကြပါအောင်လို့ဆရာကထပ်လောင်းမြစ်တာပြောဆိုလိုက်ပါတယ်ထို့အပြင်မိတ်ဆွေတို့တောက်ကြတာမိတ်ဆွေတွေအတွက်အဲဆရာကတလားစာကိုမပြောမီထပ်ပြောချင်တာက အဲဆရာတဖြည်းဖြည်းနဲ့ဆရာနဲ့ကင်မရာရှိဆိုအန်ဒရန်ဖြစ်နေတယ်ကျွန်တော်လည်းတဖြည်းဖြည်းနဲ့အစင်မြင့်တင်နိုင်တော့အည်သွေးကောင်းအောင်မိတ်ဆွေတို့ကြည့်ရတာအစင်ပြေအောင်လည်းတတ်နိုင်ဆုံးစ조사ပေးနေပါတယ်ခင်ဗျာသို့တော့အဲနည်းနည်းလေးဟိုတချို့ကင်မရာလေးနဲ့ဆရာအသားမကျသေးတဲ့အခါလိုအပ်တဲ့အရာလေးရှင်နားလည်ပြီးဘူးလိုအပ်ကြောင်းထပ်လောင်းပြောရင်းနဲ့ဆရာမိတ်ဆွေများအားလုံးကဲတောက်ကြတဲ့အတွက်ကိုစားလိုက်ကြရအောင်ဒီနေ့25ခုနှစ်17လပိုင်းမှာတောက်ကြတဲ့သမီးမိတ်ဆွေတို့ရဲ့ကံဟာ တားတော့ဥစွာဆွဲကြည့်တော့တောက်ကြသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့လက်ရှိ2025ခုနှစ်7လပိုင်းရဲ့ကန့်ဟာဘာကိုဖြစ်ဖြစ်အီဂရစ်ကဒါအမ်ရာကဖြစ်နေတဲ့အတွက်ဘာကိုမဆိုရှေ့တူဆောင်ရွက်လှုပ်ဆောင်မှာအဲစူးစမ်းမှုအောင်မြင်မှုနဲ့ရှေ့တူလှုပ်ဆောင်ရင်မွှဲမလျှော်သောဆွဲလုံးလားနဲ့ဥဆောင်လုပ်ရင်ဘာကိုဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့အေးချမ်းခြင်းတွေရရှိမယ်ဆိုတဲ့ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ယဉ်ထဲမှာဖခင်နဲ့တူသောစိတ်မျိုးတို့မဟုတ်လို့ရှိရင် လုံခြုံမှုပေးနိုင်စွာအေးချမ်းမှုပေးနိုင်စွာသို့မဟုတ်ကိုကိုယ်တိုင်စူးစမ်းပြီးတော့လုပ်ပြမယ်ဆိုတဲ့စိတ်ကလေးတွေငါမဖြစ်ဖြစ်အောင်တော့လုပ်ရမယ်ဆိုတဲ့စိတ်ကလေးတွေကောင်းသောစိတ်ကလေးတွေကိုမွေးမြူစဉ်းစားနေပြီးတဲ့အခါမေဆွေတို့ရဲ့မိသားစုနဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အရာရာကိုဥဆောင်ကျင်တဲ့စိတ်ကြီးများစွာဖြစ်ပေါ်နေသော လာဖြစ်ပါလေ ထို့အပြင်မိတ်ဆွေတို့ဟာဒီလတာအတော်တွေမှာဆိုရင်အဆိုးပင် ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်တတ်တယ်ကြော်စောတတ်တယ်ဒါကြောင့်မိတ်ဆွေတောက်ကြသားသမီးများအနေနဲ့အဲကောင်းတဲ့အရာလေးတွေကိုလှုပ်ဆောင်တဲ့အခါမှာရှေ့တိုးလှုပ်ဆောင်ပြီးတော့စိုးတဲ့အရာလေးတွေမှာတော့သတိထားစင်ကြင်ပြုမှုဆောင်ရွက်ရန်လိုအပ်ကြောင်းနဲ့အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့လဖြစ်ပါတယ်ဒီလအတွင်းမှာမိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲသောလဖြစ်ပါတယ် ငွေကြီးနဲ့ပတ်သက်သောကိစ္စလေးတွေမှာလူမြင်မကန်တာမျိုးကိုယ့်လက်ထဲမှာငွေထားတဲ့အခါလူမြင်နဲ့ငွေထားမမြဲတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာဟိုငွေကြီးနဲ့ကိုယ်နဲ့ဟာမတည့်နေတဲ့အကာလလေးတွေဖြစ်တတ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလူမျိုးရေးကိစ္စဘာသာရေးကိစ္စကာယဉာဏ်ရေးဆောင်တာကိစ္စဟိုကိုယ့်လက်ထဲငွေရှိနေရင်ကိုအเจ้าညာမျိုးစုံနဲ့အဖက်ဖက်ကနေပြီးတော့ငွေကုန်ကြီးကြများတက်တာမျိုးထွက်တာတာမျိုးကြုံရတတ်တဲ့အတွက်မိတ်ဆွေတို့နေနဲ့ငွေကြီးလက်ထဲမှာထားခြင်းထက် ရှင်းကြနေတဲ့မိတ်ဆွေတို့ကဘာကိုမဆိုငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာယင်းနှစ်လောက်ဆောင်တာမျိုးဝယ်လိုက်တာမျိုးတွေဘာဖြစ်ဖြစ်ကြံ့ကြပြွေဝင်နေပဲနဲ့ရှေ့တို့ဆောင်ရလောက်ဆောင်လိုက်တာဟာပုံမူအာသာကောင်းမှုတော့လာဖြစ်လိမ့်မယ်လို့ဇာကအကြံပေးပြရစီအဲရစရာရှိတဲ့ငွေကြီးကိစ္စတွေနဲ့ပတ်သက်လာတဲ့အခါမှာလည်းပြောဆိုဆောင်ရပါလက်ထဲမှာငွေထားတာတဲ့ယင်းနှစ်လောက်ဆောင်တာဟာပုံမူအာသာကူတက်နိုင်တော့လာဖြစ်ပါတယ်အလုရှာနေတော့တောက်ကြတော့သမီးတွေအလုတိရရှိတတ်တဲ့ အလုံးအသေးရရှိတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့ကိုပိုင်လုပ်ငန်းစတင်လုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဒီလဟာအကောင်းမွန်ဆုံးနဲ့ကံရဲ့အထောက်အကူများစွာရရှိတတ်တဲ့လဖြစ်တဲ့အတွက်ဘာကိုမဆိုလုပ်ငန်းစတင်ခြင်းဥဆောင်ဆောင်ရွက်ခြင်းတွေအတွက်တော့အားသာပြီးတော့ကောင်းမွန်တိုးတက်နိုင်သောကာလဖြစ်ပါတယ်။အမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေရှေ့တို့ဆောင်ရွက်ပါကိုယ့်ဘက်ကအနိုင်ရရှိတတ်သောကံတရားကိုရရှိတတ်ပါတယ်။ထို့ပြင်မိတ်ဆွေတို့အနေနဲ့ယုံကိစ္စဟာလားအမှုကိစ္စစာချုပ်စာတမ်းကိစ္စစာရွက်စာတမ်းကိစ္စတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရွက်လုပ်ဆောင်မှာ ထို့အပြင်မိမိတို့ရဲ့မိသားစုဝင်ဆွေမျိုးသားချင်းတွေထဲမှာအရှုံးအောင်ဖြစ်နေသူများအရှုံးအောင်လွတ်မြောက်လာခြင်းသို့မဟုတ်လို့ရှိရင်အဆက်အသွယ်ပြတ်နေသောမိတ်ဆွေအပေါင်းအသင်းဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ပြန်လည်ရရှိတာမျိုးပျောက်သောသူချာလီရရှိလာမယ်လားဖြစ်တယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ဥကောင်းနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲတာမျိုးလေးတွေအတွင်းလွန်၍ညအိတ်မပြောတာမျိုးလေးတွေနည်းနည်းလေးစိတ်ညစ်စရာမိသားစုအပူကိစ္စလေးတွေကြောင့်သာကျမ်းမာရေးနဲ့ပတ်သက်လာရင်အိတ်မပြောတာမျိုးအဲဆွလာလို့ပေါ့ ဟိုအတွေးနည်းနည်းများနေတော့ကာလာခေါင်းခေါင်းကိုက်တွေးတွေးတွေးတက်ကလွင်စွစွဝဝတော့ပါမှမရှိနိုင်ပါဘူးခင်ဗျာဒီလထာတော့တွေ့မှာအကျိုးပေးသောလုပ်ငန်းများကိုဆရာဆက်လက်ပေါ်ပြပေးပါစီဒီနေ့တော့25ခုနှစ်17လပိုင်းတွင်မှာတောက်ကြသသမီးမိတ်ဆွေများလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လာလို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းအစ်စ်ပြောင်းလဲလှုပ်ဆောင်တာမျိုးတွေပိုကောင်းပါတယ်ယာရုတိုးဖို့ထက် ဲတပည့်လက်သားအပြိုင်ဆိုင်အတိုက်ခိုက်လေးတွေကြုံရတတ်တယ်လို့ယာဒုတိုးတဲ့အခါမှာလည်းနေရာထိုင်ခြင်းနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ဝေကုန်ကြီးကြများတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီလအပြင်မှာဖြစ်နိုင်ယာဒုတိုးဖို့ယာဒုတက်ဖို့ပြောဆိုဖို့အတွက်ဆိုရင်မိတ်ဆွေတို့အနေနဲ့အောက်ဤတိခံထားဖို့လိုအပ်ပါတယ်ထို့ပြင် OH ရှမ်းမီနဲ့ပတ်သက်တာတွေရှေ့တိုးဆောင်လေလှုပ်ဆောင်မှာ အဲဒါအပြင်မိတ်ဆွေတို့အနေနဲ့ကိုကိုတိုင်းဥစည်းဥဆောင်လှုပ်ခြင်းတွေရှိတူကောင်းမှန်ပါတယ်အမှုပညာနဲ့ပတ်သက်သော လုပ်ငန်းတွေအဆိုအကအရေးအတိပကြီးပမှုဝေရင်ပိရစံကြံပြုတ်ဆောင်ဒါမျိုးတွေနဲ့ပတ်သက်လာရင်ရှိတူဆောင်ရလှုပ်ဆောင်ကောင်းမြင်မဲ့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းအနေနဲ့ပတ်သက်တာမျိုး အဲရဝေးခရီးသွားလေးတွေနဲ့ပတ်သက်ရင်တော့တတိထားစီနေရမယ်ကာလဖြစ်ပြီးတော့ငွေကြေးလိမ်ခံရခြင်းတွေအဲမျော်မှန်းထားသလိုဖြစ်မလာတာမျိုးလေးတွေအလွယ်လွယ်လျှော့လျှော့လေးတွေဖြစ်တတ်တဲ့အတွက်တော့တောက်ကြသားမိမိတ်ဆွေများခရီးသွားခြင်းကိစ္စ passport visa ဆိုင်ရာကိစ္စနိုင်ငံခြားရဝေးခရီးသွားနဲ့ပတ်သက်ရင်တော့တတိပြုစင်နေရအတွက်တော့လိုအပ်သောလဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလောင်းစားနဲ့ပတ်သက်ရင်အတော်ကိုတတိထားရမယ်လဖြစ်ပြီးတော့ကြွေတလဲကြက်တပုံဆိုတာမျိုးကံရဲ့စမ်းလာမျိုးလေးတွေကိုဖြစ်နိုင်ရင်တတိထားပါ ငွေကိုငွေနဲ့ဆင့်ပြီးလုပ်တဲ့အလုပ်တွေအစုရှယ်ယာငွေကြေးနဲ့ပတ်သက်တော်လုပ်ငန်းတွေအစုကြေးတို့ငွေတို့ရှိတာတို့ငှားတာတို့နဲ့ပတ်သက်တာမျိုးငွေကြေးနဲ့ပတ်သက်ရင်ထိတွေ့နေတာမျိုးငွေလွှဲလုပ်ငန်းငွေထုတ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အလွယ်လွယ်မှာမှအထစ်ထစ်အချော်ချော်လေးတွေကိုမဖြစ်ပေါ်လာဒီလိုအတွက်မိတ်ဆွေတို့တတိထားဆင်ကျင်ရအတွက်တော့လိုအပ်တော်လာဖြစ်ပါတယ် ဒါပြင်မိတ်ဆွေတို့အနေနဲ့စားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ကိုပိုင်ဆိုင်လုပ်ငန်းတွေစံစီစေစားစက်ပစ္စည်းစားသောက်ကုန်နဲ့ပတ်သက်တာတွေအဆောက်ဥပဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရင်အာသာခြင်းကောင်းမွန်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကန္တရာရဲ့အထောက်အပံ့ကိုရရှိတတ်သောလာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါသည်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့အအလှကုန်ဆိုင်ရာလုပ်ငန်းတွေအထို့အပြင်ပကြီးပပုတို့ရေးတို့ကုန်ချောက်တို့အဲ လဲလေအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးရေထွက်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးလေးတွေခြေတူဆောင်ရလွတ်ဆောင်မှာအကိုပိုင်းလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ခြေတူဆောင်ရလွတ်ဆောင်တာမျိုးအောင်မြင်တိုးတက်နိုင်ပါတယ်ခီးသွားစပစ်စီရင်နဲ့ပတ်သက်ပြီးတော့အဲရင်အစ်စ်ဝင်လာတာမျိုးလေးတွေဂျုံဟတ်တက်တယ်လို့မိတ်ဆွေတို့အနေနဲ့ရဝေးမှဆွေမျိုးသားချင်းတွေရဲ့ကောင်းသောသတင်းတွေကြားရတတ်တော့လာဖြစ်ပါတယ်ထို့အပြင်အလူကြီးကြီးပြုလုပ်ရတာမျိုးတွေအလူတာနာပြုလုပ်ရတာမျိုးတွေဂျုံဟတ်တက်တယ်လို့မထင်မှတ်ဘဲနဲ့မိတ်ဆွေအပေါင်းအသင်း အတိတ်တွေရဲ့အကူအညီကိုများစွာရရှိတတ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုရင်ဥဆောင်ရမယ့်ကာလဖြစ်တယ်။သို့တော့ဘာသာရေးမှာဗဇက်ကဖရလက်ကခါရဖြစ်နေတာမျိုးလေးတွေသတိပြုပါမိန်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်စိတ်တော့ကပြီးတာမျိုးလေးတွေမိန်ဟောင်းဆွေဟောင်းနဲ့ပတ်သက်လာလို့ရှိရင်ကိုယ့်အပေါ်မှာအဲဟိုဆွနာလို့ပေါ့စိတ်ညစ်စရာလေးတွေကြုံပေးရတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေအပေါင်းအသင်းဟောင်းနေနဲ့ပတ်သက်လာရင်တော့မိန်ဟောင်းဆွေဟောင်းနေမှာတော့သတိထားပါအထူးသဖြင့်ကိုယ့်ထက်အသက်ငယ်သောမိန်ဟောင်းဆွေဟောင်းအပေါင်းအသင်းဟောင်းလေးတွေမှာတော့ ပို့မှုပြီးတော့သတိပြုစင်ခြင်းရလိုအပ်သောကာလပိုင်းခြားဖြစ်ပါလေခင်ဗျာတို့အပြင်ဒီလာတာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့သတိပြုစင်ခြင်းရမယ့်အချက်ကလေးတွေရှိပါသေးတယ်ကိုကမိမိအနေနဲ့ဘယ်ရာကိုမစိုးမှန်းနဲ့ထင်ပြီးတော့ပြောဆိုဆုံးဖြတ်ပြီးတော့ဟိုချီးသမယကိုပုံအော်လှုပ်ဆောင်တာမျိုးလေးတွေအာတေးဟိုမိတေးမြေကြီးချင်းရွှေထီးဆိုတဲ့လုပ်ငန်းတွေကိုတော့ တာမန်ထက်ပို့ပြီးတော့သတိပြုလှုပ်ဆောင်ရအတွက်တော့လိုအပ်သောလှဖြစ်ကြောင်းထက်လောင်းပြောကြားလိုက်ပြရစီ။အိုးအိမ်ရှမ်းပြည်နဲ့ပတ်သက်တာတွေဆောက်လုပ်တဲ့လုပ်ငန်းတွေအာမခံလုပ်ငန်းတွေဟိုဆက်နလိုကိုကိုတိုင်းဦးစီးဦးဆောင်လုပ်ရတဲ့လုပ်ငန်းတွေကိုဘာမှစုရှိတူဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံတရားရဲ့အထောက်အပံ့များစွာရရှိတတ်သောကာလဖြစ်ပါတယ်။ အရေးပြားနဲ့ဆိုင်သောလုပ်ငန်းတွေအသားအိမ်နဲ့ပတ်သက်သောလုပ်ငန်းတွေအလှကုန်ဆိုင်ရာကိစ္စလေးတွေဖန်ဆီးရေးနဲ့ပတ်သက်တာမျိုးလေးတွေဇပင်းတို့ဥမာဒီဇိုင်နာတို့ graphic တို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရလှုပ်ဆောင်ရင်ကံတရားရဲ့အထောက်အပံ့များစွာရရှိတတ်သောလှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီလူငယ်တွေအရှိရင်းနဲ့ပတ်သက်ရင်တော့အဲ ခုတ်ရတခြားချရတခြားဖြစ်တတ်ပါတယ်။သမီးကြီးဆိုင်နဲ့ပတ်သက်ရင်တဦးနဲ့တဦးတယောက်နဲ့တယောက်အိမ်ထောင်ပြုမယ်ပြောကမှပြဿနာတက်တာမျိုးတွေမိသားစုဆွေမျိုးချင်းအဲစကားပြောမယ်ဆိုကမှသူမဟုတ်စကားပြောကြည့်ကြမှပြဿနာပဋိပက္ခလေးတွေပေါ်တတ်တာမျိုးမိမိရဲ့ပဋ္ဌာန်းဆက်တွေပုဂ္ဂိုလ်ဆက်တွေအတိတ်ကအဆက်အဆက်တို့တိုက်ဆွဲတို့နှက်ဆွဲတို့ဒီလိုအဆက်ဆက်တွေရဲ့အဲ့ရဲ့ဟိုဆွမ်းလာလို့စိတ်တော့ကပြီးစီယာစိတ်ညစ်စီယာလေးတွေဂျုံကတက်တဲ့အတွက်တော့တောက်ကြတာသမီးမိတ်ဆွေများဒီလာဟာအဲ အိမ်အောင်ပြုခြင်းခွင့်ပြုချက်တို့ရိုးရာတို့အစရှိတယ်လို့ရှင်းထုံးလဲမပဲကောင်းဈေးတုံးလဲမကျွဲကောင်းကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့ဒီအရာလေးတွေကိုတော့သတိပြုဆင်ခြင်ပေးရအတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအရှိရင်နဲ့ပတ်သက်လာရင်ဝေးကွာနေသောမိတ်ဆွေများတုံးနဲ့တူတယောက်နဲ့တယောက်အိုရှင်ထားအိုရှင်ထိကြိုးချင်းထားကြိုးချင်းညှိတယ်လို့မျိုးအဲမထင်မှတ်ထားလိုက်အောင်အဲ ပြုံဆောင်ရတာမျိုးလေးတွေအချီရင်းနဲ့ပတ်သက်လာရင်တဝင်းတို့ရွတ်စွတ်တာမျိုးလေးတွေကြောင့်တယောက်နဲ့တယောက်အပြင်းထန်ရွက်တာမျိုးလေးတွေဂျုံကတက်တဲ့အတွက်တော့အချီရင်းမြစ်တာရေးဆန်အားဖြင့်အားနေတော့လာဖြစ်ပြီးတော့အိမ်ဟောင်ပြူချင်းစိတ်ဆက်ခြင်းပြောဆိုလှုပ်ဆောင်လာမှအထင်အမှားကြံ့ကြလေးတွေဂျုံကတက်တဲ့အတွက်တော့ဇာမင်းတောက်ကြသားသမီးမိတ်ဆွေများဖို့အချီရင်းမှာတော့လူငယ်တွေသတိပြုစင်ခြင်းကလိုအပ်ပါတယ်မိမိရှိသောမျက်နှာသောသူကိုဖွင့်ပြောလိုက်တာမှအထင်မြင်မှားတာမျိုးလေးတွေသတိပြုစင်ခြင်းကတော့လိုအပ်ပါတယ်ပတ်စံ ပျောက်တာမျိုးတခိုးခိုးခံရတာမျိုးဆက်ပစ္စည်းပျောက်တာမျိုးတခိုးခိုးခံရတာမျိုးနေကြုံဟတ်တတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပြီးတော့တံမိုးရှိတဲ့အရာတွေကိုထားတဲ့အခါမှာလည်းအထာမအလုံမအဝယ်မတွေဖြစ်တတ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွင်မှာဆိုရင်အိမ်တော်ရင်းနဲ့ပတ်သက်လာတဲ့အခါမှာ အိမ်ဆောင်ရင်းနဲ့ပတ်သက်လို့တော့စိတ်ချမ်းသာစရာပါပဲဒီလက်ကတော့တင်မှာဆိုရင်ငကူကဝေးကွာနေတော့အိမ်ဆောင်ရှင်များအဖို့ပြန်လဲစုံစည်းတာမျိုးလေးဒီကြုံရတတ်တယ်လို့အိမ်ဆောင်ရင်းနဲ့ပတ်သက်လာရင်ငကူကသွေးအေးနေတော့မိတ်ဆွေများအိမ်ဆောင်ရင်းနဲ့ပတ်သက်လို့များစွာအထောက်အကူရရှိပြီးတော့အိမ်ဆောင်ဘက်ရဲ့အကြောင်းပြုပြီးဖြစ်စေအိမ်ဆောင်ဘက်နဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေအစင်ပြေလာတာမျိုးအိမ်ဆောင်ဘက်ရဲ့အထောက်အကူကိုများစွာရရှိတတ်တာမျိုး ထူးထူးခြားခြားပြောင်းလဲမှုတွေရရှိလာမဲ့ကာလဖြစ်တဲ့အတွက်တော့အိန္ဒြေနဲ့ပတ်သက်လာရင်ဒါသမီးကိစ္စလေးတွေကြောက်ချီတို့ဆောင်ရွက်တိုင်းမင်းနာမျိုးလေးတွေအိန္ဒြေနဲ့ပတ်သက်လာရင်မိမိရဲ့အိန္ဒံဖက်ပေါ်မှာအဲတုံးနဲ့တူတယောက်နဲ့တယောက်နှွေးချွေးမှုနဲ့ငြိမ်းချမ်းမှုလေးတွေကိုရရှိအောင်စွမ်းဆောင်မှာပုံမူပြီးတော့အားတာပြီးတော့အစဉ်ပြေးဈေးနိုင်ပါတယ်ဒီနေရာမှာစကားလေးတစ်ခုဖြတ်ပြောပြရစီဇရာတွေ့ကြုံမဲ့ကျွန်တော်ပြည်နေဇရာဖြစ်တာ9နှစ်ကျော်လို့ကျော်လာပြီဒီအတွက်တွင်မှာကျွန်တော်တွေ့ကြုံရသမျှလေးကိုစကားလေးတစ်ခုလောက် ဆရာမိတ်ဆွေများမေတ္တာနဲ့လက်ဆောင်ပေးကြရစေကျွန်တော်စကားပုံတစ်ခုကြားဥပါတယ်မိသားစုထဲမှာသားသမီးတွေလိမ်မာခြင်းယောက်ျားကမိန်းမကိုချစ်ပြပါတဲ့မိန်းမကယောက်ျားကိုယူတည်ပြရင်သားသမီးတွေဟာစုံမစရာမလိုပဲလိမ်မာပါတယ်တဲ့ဒါကတော့ကြားဖြတ်ပြောလိုက်တာပေါ့သို့တော့မိတ်ဆွေများခင်ဗျာတချို့မိသားစုတွေဆိုလို့ရှိရင်အဲ ်ဘီရင်စီယာဆိုတာကန်ဆာတာတက်လာမယ်သူနဲ့ညံ့လာမယ်သူကိုကြီးလိုက်တာ ਨੇ အများစုသိပါတယ်ဘာလို့သိလဲဆရာကြီးဆိုရင်ကန်ဆာတာတက်တော့မယ်မိသားစုဟာအဲတယောက်နဲ့တယောက်တူနဲ့တူရှစ်ရှစ်ခင်ခင်ကြင်ကြင်နာနာရှိရတယ်လို့လင်ကလည်းလင်ကိုမရကလည်းမရကိုအဖေကလည်းဖအေးကိုမအေးကလည်းမအေးကိုသာသမီကလည်းသာသမီကိုတဦးနဲ့တူတယောက်နဲ့တယောက်အကိုမောင်နှမအညီကိုမောင်နှမတွေအဲတဦးတုံစင်းမဲ့ဖြစ်ဖြစ်သွေးစည်းပြီးတော့ညီညွတ်နေရင်မိသားစုကမကြပါဘူးအဲ့ဒီမိသားစုကကျင်းသေးစီးွား က်တော့ပါလိမ့်မယ်။ဘာပဲလုံလုံနော်။ဟဲ့ तू อ่ะ तू ဘာပဲလုံနေလုံနေအရင်ကငွေဝင်ငွေကောင်းပါတယ်ပြောပြောမိတ်ဆွေများမိသားစုအတွင်းမှာတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာများမျိုးတယောက်ကဟွန်းတယောက်ကဟဲဆိုတာမျိုးကိုယ့်ရဲ့အိမ်လူကြီးကိစ္စတွေကိုအခြားသူတဦးတယောက်ကိုပြောနေရပြီဆိုရင်ကျင်းသေးပါတယ်အဲ့ဒီမိသားစုမကြခင်စီးပွားပြတ်ပါတော့မယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့စီးပွားရေးမိသားစုကြီးအဆင်မပြေရင်မိသားစုကြီးအဆင်ပြေအောင်နားလည်မှုမလွဲအောင်စူးစမ်းရင် စီဝါရေးအဆင်ပြေပါမယ်စီဝါရေးဘလောက်ပဲကောင်းကောင်းမိသားစုရေးဒီမှာနားလည်မှုလွဲနေရင်တော့ချိန်သေးပါလေခင်ဗျာမိတ်ဆွေတို့မကြခင်မှာအခက်အခဲကြက်တဲ့ဂျုံလာတက်တာကိုကျွန်တော်လေ့လာဖို့ခင်ဗျာဘဝတ္တရာလေး share လုပ်ရင်းနဲ့ဆက်ပြောလိုက်ရအောင် ောက်ကြတာသူမိတ်ဆွေများအိမ်ောင်ကြီးနဲ့ပတ်သက်ရင်တော့စိတ်ချမ်းသာစရာသတင်းလေးကြီးကြားရတတ်ပါလေအဆက်အသွယ်ပြတ်နေသူလေးပြန်လဲဆက်သွယ်ရရှိတာမျိုးဝေးกว่าနေတော့အိမ်ောင်ပါများပြန်လဲတွေ့ဆုံရတာမျိုးကြီးကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီဒါအပြင်မိတ်ဆွေတို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးခီးသွားတာမျိုးတွေတော့အကျိုးပေးအားသာကောင်းမှုပါလေ passport လုပ်ငန်း visa လုပ်ငန်းနိုင်ငံခြားခရီးသွားရဝေးနဲ့ပတ်သက်ရင်တော့နည်းနည်းလေးကြံ့ကြာဟန်တားနိုင်ဒေါ်လာဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်လို့လူယုံမလွယ်ပါနဲ့သတိထားစီစဉ်ပေးရန်လိုအပ်ပါတယ်ပတ်စံပြောက်တာမျိုးတကူခုခံရတာမျိုးကပိုက်နိုင်ခံရတာမျိုးညုံအပ်တတ်လို့ဓာတ်မိုးရှိတဲ့အရာလေးတွေထားတဲ့အခါမှာအထာမားတာလူတွေတွေညုံအပ်တတ်သောကာလပိုင်းခြားဖြစ်ပါတယ်ဒီလာတာအတော့တွေ့မှာဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဟိုဘာဖို့မဆိုအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာ တောက်ကြတောက်ကြချင်းတွဲဖက်လောက်တာမျိုးတွေသို့မဟုတ်တနင်္ဂနွေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစေပါလိမ့်မယ်။ဒါအပြင်မိတ်ဆွေတို့ဒီလာတာအတော်တွင်မှာဆိုရင်အဲဒီလာတာအတော်တွင်မှာမိတ်ဆွေတို့နဲ့အိမ်တွင်းရေးကိစ္စအမိသားစုရေးကိစ္စလေးတွေကိုပတ်ဝန်းကျင်ကိုဖွင့်ပြောတာမျိုးမိဟောင်းဆွေရောင်းတွေကိုတိုင်ပင်တာမျိုးလေးတွေဟာစိတ်ညစ်စရာတွေကိုပြဿနာတွေကိုပြန်လည်ယူဆောင်လာတာမျိုးတွေဖြစ်တတ်တဲ့အတွက်အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စတွေမှာတော်တော်သိသိနဲ့ဖြည့်ရှင်းဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီ။မိသားစုအတွင်းမှာ တူဘောမိသားစုအခြားသူတူတယောက်ကိုအကြောင်းပြုပြီးဇေဒနာတွေကြောင့်ဝေဒနာဖြစ်တာမျိုးတွေကိုမိသားစုမှာအအပွဲအကြောင်းမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့အမိမိတို့ရဲ့မိသားစုတဲ့အခြားသူကိုကိုညီဆောင်ရွက်တာမျိုးလေးတွေမှာတော့သတိပြုစင်ကြင်ရအတွက်တော့လိုအပ်ပြီးတော့အာဟနာရင်ခါပါတတ်တော်လာဖြစ်ပါတယ်ဗဇက်ကဖရားလက်ကကာယဖြစ်နေတတ်တော်လာဖြစ်တယ်ဒါကြောင့်တောက်ကြသားသမီးမိတ်ဆွေများဟိုအဋိဋ္ဌံပြုလို့တပါဆိုရင်တော့ဖြင့်တမ္မာတံပုတ်တော်ဆိုသောဂုံတော်ပတိကိုတနေ့ကို၆ပတ်နှုံးနဲ့ ဆက်နှစ်ရက်တိတိအတိတ်ခံပြုလိုက်ပါကတောက်ကြသားသမီးမိတ်ဆွေများအစဉ်ပြေလာမှာအတိအကျပဲဖြစ်တယ်။ဆရာကြီးပတိတော်မစိတ်ချင်ဘူးပဋ္ဌာန်းရွတ်တာမျိုးပဟိရွတ်တာမျိုးဘာတွေရွတ်တင်တယ်လဲဆရာကြီးဆိုရင်တော့မိတ်ဆွေလိုများမဟာသမယတုတ်ကို73ရက်74ရက်တိတိအတိတ်ခံပြုပြီးတော့အိမ်ကမိမိအိမ်ရာမြတ်စွာဘုရားမှာပူဇော်ခြင်းအဖြစ်ကန်စတာညံ့နေရင်တော့ကံကောင်းမှုတွေရရှိလာမှာအတိအကျပဲဖြစ်တယ်။ဒါဟာပြင်တောက်ကြသားသမီးမိတ်ဆွေတွေဒီလတာတော်တွေမှာဆိုအဝါရောက် အသားရောင်ထို့လူအစိမ်းရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပြီးတော့တောက်ကြတောက်ကြရင်တွဲလောက်တာမျိုးတနည်းငွေသားသမီးတွေဟာကံရဲ့အထောက်အကူရရှိတတ်တော့လာဖြစ်ပါတယ်ဒီလက်ထာအတော်အတွင်းမှာဆိုအချိုးပေးသို့စီတော့ကဏ္ဍအဖရာတွေနေနဲ့ရှောက်ကဏ္ဍရှစ်ကဏ္ဍတုံညာကဏ္ဍတွေဟာမိတ်ဆွေတို့ကအချိုးပေးခံကောင်းပြီးအားသာစီပါတယ်အချိုးပေးသောအရက်ဟာအရှိမြောက်တောင်ရက်ဖြစ်ပါတယ်စန်တီယာအရက်ကတော့တောင်ဆူဆူအရက်ဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟလာအရာရာကိုတတိထားစီနေရမှာတော့ မိတ်ဆွေတို့အနေနဲ့ငွေကြေးနဲ့ပတ်သက်သောအရာရှိတာငှားတာလေးတွေမှာသတိပြုဆင်ခြင်ပေးရန်လိုအပ်ကြောင်းနဲ့မိတ်ဆွေတို့အနေနဲ့အိမ်တွင်းရေးကိစ္စအရှေ့ရေးကိစ္စတွေမှာငွေကုန်ကြီးကြများတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့ငွေကြေးနဲ့ပတ်သက်ရင်ဇာငယ်ကိုအံ့ရင်လည်းအထာလို့ရပါတယ်။ကောင်းပြီ။ဆိုတော့မိတ်ဆွေတို့အဆက်ဆက်အရာအဆင်ပြေအောင်မြင်စေရန်အတွက်အရေးကြီးသောကိစ္စတွေကိုပြုမှုတဲ့အခါ ဂျာဇာဝရိသသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးတွေကံရဲ့အားနည်းမှုကိုရရှိတတ်တော့လာဖြစ်တဲ့အတွက်တော့သတိပြုစင်ကြင်နာမျိုးဂျာဇာပရိနေတွေမှာအရေးကြီးသောစောင်းတာလုပ်ငန်းတွေကိုသတိထားစင်ကြင်လှုပ်ဆောင်ရလိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်တောက်ကြသသမီးမိတ်ဆွေတို့အနေနဲ့ဒီတလတာတော့အတွင်းမှာမိမိတို့ရဲ့နော်ဟိုဆက်လာလို့ကကန်ဆာလာတက်စီရန်အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်တဲ့အခါမှာအဆက်ဆက်ရရအောင်မြင်အစဉ်ပြေစီရန်တို့ကမိတ်ဆွေတို့ရဲ့နော်အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြလို့ရှိရင်မိမိတို့အနေနဲ့ အခြေဘက်အရက်ကိုမျက်နာမူပြီးတော့အရဟံသိတ္တိဘဂဝါအောင်ဆိုပြီးတော့အဲ20နဲ့ခုနှစ်ခေါက်တိတိရွတ်ဆိုပြီးတော့အဲမိမိတို့ရဲ့လိုရာကိစ္စကိုပြောဆိုဆောင်ရွက်အောင်မြင်တိုးတက်ကံကောင်းစီမှာအတေကြပဲဖြစ်တယ်။ဒါကပြင်တောက်ကြတော်မိမိစုတွေဒီတလတာလုံးမှာအဆတ်ဆရရကံကောင်းစီပြီးအောင်မြင်မှုတွေအစဉ်ပြေမှုတွေရရှိစေရန်မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတော်အယောင်းဖတ်စီဖို့အတွက်ဆိုရင်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ဖုံအားကြိုးလေးတစ်ချောင်းနဲ့တော့မဟုတ်ရင် မီဂျိုလေးတစ်ချောင်းလက်စစ်မီဂျိုလေးတစ်ချောင်းနဲ့ဖြစ်စေအာဝါယာကျုံးလေးတစ်ချောင်းနဲ့ဖြစ်စေမိတ်ဆွေတို့ရဲ့ကွန်ပျူစီတွေကိုထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းဟာမျိုးဟာမိတ်ဆွေတို့ရဲ့ကွန်ပျူစီတွေအယောင်းအတွက်အယောင်းထွက်သွားစီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရအစင်ပြီအောင်မြင်တိုးတက်စီရန်အတွက်ပြုလုပ်ရမယ်ရေရမပြောမီမှာဇာငင်နာမပေးတဲ့မိချင်းရင်ခွန်ကို၃ညာ၂ကို၃ညာ၄တစ်ချက်790290416မှာဖြစ်စေ WhatsApp Telegram Viber မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းထပ်လောင်းပြောကြရင်းနဲ့ တောက်ကြသာသမီမိတ်ဆွေများဒီတလတာတော်တွင်မှာအဆက်ဆက်ရဲ့အစင်ပြည်စီပြီးငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေဒီယာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာတို့မိတ်ဆွေတို့ရဲ့ရောင်းကုန်ဈေးဆိုင်အမြင့်တနေရာတင်းတင်းလျောက်ပါတဲ့နေရာအမြင့်တနေရာမှာစပွဲတစ်ခုပေါ်မှာဖြစ်စီတထောင်နံလေးတရွက်ကိုမှောက်ပြီးတင်လိုက်ပါတထောင်နံလေးတရွက်ကိုမှောက်ပြီးတင်လိုက်ပါမှောက်ပြီးတင်ပြီးတော့အပေါ်မှာငါးတက်တာဘူးလေးအစ်စ်တဘူးတင်ပါငါးတက်တာဘူးလေးအစ်စ်တဘူးတင်ပါတင်ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ အဲတထောင်နဲ့လေးတရက်ကိုမှောက်လိုက်အပေါ်မှာငါးတရက်ဘူးလေးတပူအစ်စ်တင်တင်ပြီးတော့အပေါ်မှာဖျောင်းနိုင်အစိမ့်အောင်လေးတတိုင်းတင်ထွင်းခြင်းအားဖြင့်မိတ်ဆွေတို့ငွေကြေးကံကောင်းပြီးအောင်မြင်မှာအသေးစားပဲဖြစ်တယ်ဆရာပြန်ပြောပြပါမယ်တထောင်နဲ့လေးတရက်ကိုမှောက်ပြီးတော့အစိမ့်အောင်ငါးတရက်ဘူးအစ်စ်တပူတင်ပြီးတော့အစိမ့်အောင်ဖျောင်းနိုင်လေးတတိုင်းတင်ထွင်းခြင်းအားဖြင့်နေ့စဉ်ရမပြတ်ပြုလုပ်လို့လည်းရပါတယ်ဒါဆိုရင်ပိတ်နေတဲ့လက်တွေပြူဝင်လန်းပြီးအဆက်ဆက်ရအစင်ပြီးအောင်မြင်မယ်ဆိုတဲ့အကြောင်းပြောရင်တောက်ကြတာသမီးမိတ်ဆွေတွေအားလုံး2025 17လပိုင်းပြီးမှာ တက်နေတကူလောက်ဝီဖြိုးလို့ရတနာစိန်ကြောက်စေတောက်တိုင်းကစားနိုင်လို့ဒုဗိတန္တရသတ္တန္တရယောဂကန္တရဆိုတော့ကကြီးသုံးပါးကနေကင်းဝေးကြပါစေကြောင်းကျွန်တော်ကဆူတောင်းမြေတာထောပနာပြုတာအပ်ပါတယ်တခုလောက်ပြောကျင်သေးပါတယ်ဆရာရှိမှာ2025ခုနှစ်17လပိုင်းဆိုဆရာတောင်ကြီးဟောကမှာရှိပါမယ်တောင်ကြီးဟောကမှာရှိမယ်ဒါအပြင်မိတ်ဆွေတို့နေနဲ့ဆရာကအဲရွှင်ကျော်အိဆက်တရားမိတ်ဆွေခိုင်းတော်ဝင်ဆရာဖေကဘေယောဂကူလာ20ကျော်ပြီဘေဒင်တော့မဟုတ်ဘေယောဂပဲကူလာအဲ့တော့ဆရာပူဇော်ပွဲရှိပါတယ် ဲ့တော့ဆရာဆရာပူဇော်ပွဲရှိတာကိုဆရာတို့ချစ်ကြင်ရှိပြီးမနက်ပိုင်းကျတော့ဘုန်းကြီးတွေတန်ခါနေနဲ့ငါးပါးနဲ့ကတ်နေ့လယ်ပိုင်းကျတော့စီးတွေပါပြီးပောက်ပေးပေါ့နော်ဆရာပူဇော်တော့ပေါ့အဲ့တော့မနက်ပိုင်းနေ့ကနေပြီးတော့ဟလာမနက်ဘုန်းကြီးတွေကိုဟလာမနက်9:00နာရီစွန့်ကပ်ပြီးတာနဲ့နေ့လယ်2:00နာရီထိကိုကြိုက်တဲ့သူလားအဝစားလို့ရပြီးတော့အလူခံထဲဝင်နေတီးခံရမှာလို့ပါတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီကြပါတယ်အဲ့ဒါကြောင့်မလို့လာလို့ရပါတယ်လို့ပြောရင်ကျေးဇူးတင်ပါတယ်